အားလုံးပဲမင်္ဂလာပါဒီချင်ကတော့ grade 12 physics ကိုတင်စားမယ်ဒီချင်ဝောင်းဝဲဖြစ်ပါတယ်ယနေ့တင်စားမှာလေးကတော့ chapter 4 social or energy and environmental impact အကြောင်းလေးကိုလေ့လာတင်စားမှာဖြစ်ပါတယ်ဒီထဲမှာနောက်ထပ်ခေါင်းစဉ်ခွဲလေးတွေဖြစ်တဲ့4.2 social or energy စမ်းရင်အရင်းမြစ်အကြောင်းလေးတွေရဲ့နောက်တစ်ခုက4.3 non renewable sources or energy စမ်းရင်ရဲ့ ဖွင့်ပြန်လဲဖွင့်ပြိုးလို့မရတဲ့ဆိုရင်အင်ဆောင်တွေကိုလီလာတင် जा မှာဖြစ်ပါတယ်နောက်တစ်ခုဆက်ကြည့်ကြရအောင်ဆိုဆယ် or energy ဆိုင်းအင်အရေးမြစ်တွေကဘလိုခြေနေလဲဆိုလို့ရှင် in our daily life we use different form or energy set at heat energy ကျွန်တော်တို့တွေသုံးဆွဲနေတဲ့ ကွဲပြားစွာသောစွမ်းအင်တွေက heat energy အပူစွမ်းအင်တွေ light energy အလင်းစွမ်းအင်တွေ mechanical energy ဆက်စွမ်းအင်တွေ electrical energy လျှစ်စစ်စွမ်းအင်တွေရဲ့ chemical energy ဓာတုစွမ်းအင်တွေရဲ့အန်ပြီးတော့ sound energy အတန်စွမ်းအင်တွေကျွန်ုပ်တို့နေ့တိုင်းသုံးဆွဲနေတဲ့ကွဲပြားတဲ့စွမ်းအင်တွေအကြောင်းတွေကိုလေ့လာသိရှိရမှာဖြစ်ပါတယ်ဒီထဲမှာမှနောက်ထပ် the most common form of energy are heat အပူ light အလင်းနဲ့အံပြီးတော့ electricity လျှက်စဒီအကြောင်းတွေကိုတော့ပို့ပြီးတော့တုံဆွဲတာဖြစ်ပါတယ် all these sources or energy can be divided into two category အပိုင်းတစ်ပိုင်းနဲ့ဒီခန်းမှာလေ့လာမယ် renewable sources ပြန်လဲဖွံ့ဖြိုးမြဲစွမ်းအင်အံပြီးတော့ non renewable sources ပြန်လဲမဖွံ့ဖြိုးမြဲစွမ်းအင် or energy ဒီစွမ်းအင်ဒီအကြောင်းကိုလေ့လာမှာဖြစ်ပါတယ် ပြန်လည်ဖွံ့ဖြိုးလို့ရတဲ့ဆွမ်းအင်ကဘလို့ဖြစ်ပြီးတော့ပြန်လည်ဖွံ့ဖြိုးလို့မရတဲ့ဆွမ်းအင်ကဘလို့လဲဆိုတာကိုအသေးစိတ်ကြည့်ကြရအောင် In no renewable resource is a natural system that in no reverence with the speed at which it is consumed ဆိုလိုချင်တာကအစ်စ်တဖန်ပြန်လည်ဖွံ့ဖြိုးလို့ရတဲ့ဆွမ်းအင်တွေက natural system တဘာဝအရာဝတ္ထုတွေဖြစ်တဲ့အတွက် is no reverence ပြန်လည်ပြီးတော့ဖြေလို့မရဘူး ဖြစ်လို့မရတဲ့အတွက် Despi Airway အေးကွန်ဆန်တုံးဆွဲလိုက်တဲ့အခါမှာပြန်ပြီးတော့ပြန်လည်ဖြစ်တင်းလို့မရဘူးတဘာဝကပြည်ဆန်တဲ့အရာဝတ္ထုဖြစ်နေတဲ့အခြေအနေကြောင့်ဖြစ်ပါတယ် It is a finite resource တိကျတဲ့အရင်းမြစ်တစ်ခုဖြစ်တယ်အကန့်အသတ်အနေနဲ့ပဲပေးထားတဲ့အခြေအနေဖြစ်ပါတယ် No renewable energy resource include ဘလို့ရာဝတ္ထုတွေပါဝင်နေဆိုရင်ကိုကြောင်မီးသွေးတွေ natural gas တဘာဝဓာတ်ငွေတွေ crude oil ရေနံစိမ်းတွေရံပြီးတော့ nuclear energy အနုမြူစွမ်းအင်တွေဒီအရည်တည်တဘာဝကပြီးစွမ်းတဲ့စွမ်းအင်ခြေနေလေးတွေဖြစ်ပါတယ် they occur in limit သူတို့ကိုတတ်မှတ်ထားတဲ့အံပြီးတော့ aestival quantity and cannot be regenerate in a short period of time or you again and again တဖန်ပြန်လဲသုံးပြီးတဲ့အချိန်တိုင်းအချိန်တိုအတွင်ပြန်လဲပြီးတော့လဲအစ်စ်တဖန်ပြန်လဲထုတ်လို့မရဘူးအကန့်အသတ်နေနဲ့ပဲထုတ်လုပ်ထားတဲ့အတွက်ကြောင့်ပြန်လဲဖွံ့ဖြိုးမြန်ဆွမ်းရင်လို့ဒီလိုလေးသဘောပေါက်ရမှာဖြစ်ပါတယ်နောက်တစ်ခုဆက်ကြည့်ကြရအောင်နောက်တစ်ခုက renewable energy ဆိုစက်အစ်စ်တဖန်ပြန်လဲဖွံ့ဖြိုးလို့ရတယ်ဆိုရင် also core non combustion energy source ဘလို့ချင်နေလဲဆိုတမန်ရိုးချမဟုတ်တဲ့ဆိုရင်တို့လဲသူကိုခေါ်ဆိုနိုင်မှာဖြစ်ပါတယ် အောက် continuously တစ်ဆက်တည်းပဲ refraining by natural process တဘာဝဖြစ်စဉ်နေတဲ့သူ့ကိုပြန်လည်ပြီးတော့ဖြစ်တင်းလို့ရတယ်။အသက်တပံပြန်လည်ဖွံ့ဖြိုးလို့ရတဲ့ဆိုရင်တွေကတဘာဝအနေနဲ့တဘာဝဖြစ်စဉ်လေးတွေနဲ့ပြန်လည်ပြီးတော့ဖွံ့ဖြိုးလို့ရတာဖြစ်ပါတယ်။ဘလို့တဘာဝအနေနဲ့ဖွံ့ဖြိုးလို့ရလဲဆိုရင် it is the energy generated by using သုံးပြုပြီးတော့ဖြစ်တင်းလို့ရတယ်။ဝင်းလေလေတွေ solar နေအောင်ကြီးတွေ hydro ရေတွေ type ဒီရည်တွေ et cetera ဒီလိုအခြေအနေတွေကိုအသုံးပြုပြီးတော့အတိတ်တပံတဘာဝ process ဖြစ်စဉ်လေးတွေနဲ့အတိတ်တပံပြန်လည်ပြီးတော့ဖွံ့ဖြိုးလို့ရမှာဖြစ်ပါတယ်။ They can not be installed that easily and can be generate at a constant rate for they are used over and over again. တပံထက်ကတလေလေး over ထက်ကတလေလေးအသုံးပြုတဲ့အခါမှာ constant rate ပုံသင်နှုံးလေးနဲ့ပဲအသုံးပြုတဲ့အတွက်ကြောင့်ပြန်ပြီးတော့ထုတ်လုပ်လို့ရတယ်။ အများကြီးတော့ကုံဆုံးမသွားဘူးဆိုတာကိုဆိုလိုတာဖြစ်ပါတယ်။ကုံဆုံးတဲ့အချိန်တွေဒီအနှဲငယ်ပဲရှိတဲ့အတွက်ကြောင့်သုံးနှံနှုံးပမာဏကလည်းပုံသေးနှုံးလေးပဲဖြစ်တဲ့အတွက်ကြောင့်တဘာဝအတိုင်းနဲ့ပြန်လည်ပြီးတော့တည်ဆောက်နိုင်မယ်။ They can be produced or generate ထုတ်လုပ်တဲ့ through natural process တဘာဝဖြစ်စဉ်လေးတွေနဲ့သူတို့ကိုထုတ်လုပ်မှာဖြစ်ပါတယ်။ At a rate greater than or equal to the rate or their consumption ဘလို့ချင်းဒီကြောင့်ဒီလိုတဘာဝအနေနဲ့ပြန်လည်ဖွံ့ဖြိုးလို့ရလေပြန်လည်ထုတ်လုပ်လို့ရလဲဆိုလို့ရှင် they are conversation they are conversation သူရဲ့သုံးသုံးလိုက်တဲ့သုံးဆမှုတွေထပ်ထုတ်လုပ်တဲ့ပမာဏကများပြားနေတဲ့အတွက်ကြောင့်ပြန်လည်ဖွံ့ဖြိုးလို့ရတယ်ဆိုတော့ကိုလီလာသိရှိရမှာဖြစ်ပါတယ်ပြန်လည်ဖွံ့ဖြိုးမြင့်ဆွေးရင်တွေကကြတော့တဘာဝအနေနဲ့ပြန်လည်ပြီးတော့ဖွံ့ဖြိုးနိုင်တယ်ပြန်လည်ဖွံ့ဖြိုးလို့မရတဲ့ဆွေးရင်တွေကကြတော့အစ်တတဖန်ပြန်လည်ပြီးတော့တိဆောက်လို့မရမှာဖြစ်ပါတယ် ောက်တစ်ခုဆက်ကြည့်ကြရအောင်နောက်တစ်ခုကခုနကပြောခဲ့တဲ့ပြန်လည်ဖွံ့ဖြိုးမြန်ဆွမ်းအင်တွေနဲ့ပြန်လည်ဖွံ့ဖြိုးမြန်ဆွမ်းအင်တွေရဲ့သဘောတဘာဝကိုထပ်ပြီးတော့ရှင်းလင်းထားတာဖြစ်ပါတယ် non renewable energy sources are available only in limited supply သတ်မှတ်ထားတဲ့ထောက်ပံ့မှုအနေနဲ့ပဲလုံဆောင်နိုင်တယ်တဲ့အစမဲဥပါအနေနဲ့ဆိုရင် include ပါဝင်တဲ့ fossil fuel လောင်စာဆီတွေမှာ light coal oil natural gas etc ကြောင်မီသေးတွေရေနံစီတွေတဘာဝတက်ငွေတွေဓာရီသည်လောင်စာစီစီနေဖြစ်ပါတယ်။အပြီးတော့နူကလ িয়ার အနေကြီးအနုပြုဆွမ်းအင်တွေဒီလည်းပဲ renewable energy အသစ်တဖန်ပြန်လည်ဖွံ့ဖြိုးလို့မရတဲ့ဆွမ်းအင်လေးဖြစ်ပါတယ်။ It take a long time အချိန်ကြာကြီး often million or year for the resource to be refurbished ပြန်ပြီးတော့အသစ်တဖန်ပြန်လည်ဖွံ့ဖြိုးဖို့အတွက်အချိန်က million or year ှစ်ပေါင်းများစွာကိုကြာရှည်မှာဖြစ်တဲ့အတွက်ကြောင့်သူသည်အတိတ်တပံပြန်လည်ဖွံ့ဖြိုးလို့မရဘူးဆိုတော့ကိုလီလာသိရှိရမှာဖြစ်ပါတယ်။ Renewable sources are refreshing ပြန်လည်ပြီးတော့ဖြစ်တင်နိုင်မယ် naturally တဘာဝအဖြစ်တော့ပြန်လည်ပြီးတော့ဖွံ့ဖြိုးနိုင်မယ်အရာဝတ္ထုဖြစ်ပါတယ်တဲ့ and over short periods of time အချိန်တူအတွင်းမှာတဘာဝအနေနဲ့ပြန်လည်ဖွံ့ဖြိုးလို့ရတဲ့စွမ်းအင်လေးဖြစ်တယ်။ဆိုတော့ဒါကြောင့် RNA visually and limit surprise တ်မှတ်ထားတဲ့ထောက်ပံ့မှုတွေမရှိဘူးဒီလိုအခြေအနေကြောင့်အချိန်တိုအတွင်းမှာပဲတဘာဝအနေနည်းနဲ့ပြန်လည်ဖွံ့ဖြိုးလို့ရတဲ့ပြန်လည်ဖွံ့ဖြိုးမြန်ဆွမ်းအင်တွေဖြစ်ပါတယ်အိဆမဲဥမာအနေနဲ့ include the solar energy ၊လေအောင်ကြီးစွမ်းအားတွေ၊ hydro energy ရေစွမ်းအားတွေ၊ wind energy လေစွမ်းအားတွေနဲ့ geothermal energy ဘူမိဗေဒစွမ်းအင်ဒီလိုအခြေအနေတွေသည်အတိတ်တဖန်ပြန်လည်ဖွံ့ဖြိုးမြန်စွမ်းအင်နေဆိုတာကိုလေ့လာသိရှိရမှာဖြစ်ပါတယ်။အခုရှင်းလင်းခဲ့တာကအတိတ်တဖန်ပြန်လည်ဖွံ့ဖြိုးရတဲ့စွမ်းအင် အကြောင်းရဲ့အတိတ်တဖန်ပြန်လည်ဖွံ့ဖြိုးလို့မရတဲ့စွမ်းအင်တွေအကြောင်းတွေကိုသင်ကြားခဲ့တာဖြစ်ပါတယ်။အောက်မှာပေးထားတဲ့ figure လေးက energy resource လေးတွေ ဒီဟာလေးက fossil fuel လောင်စာဆီလေးတွေဒါက nuclear fuel nuclear fuel nuclear လောင်စာဆီလေးတွေ bio fuel ဇီဝဗေဒလောင်စာလေးတွေဝင်းလေရဲစွမ်းအင်လေးတွေ hydro electricity ရေအားလျက်စစ်အကြောင်းတွေကိုအသုံးပြုပြီးတော့ထုတ်လုပ်လိုက်တဲ့စွမ်းအင်လေးတွေ geothermal ဘူမိစွမ်းအင်တွေတိုင်ဒီရေကိုတုံးဆွဲပြီးတော့ရရှိလာတဲ့စွမ်းအင်လေးတွေ sam နေအောင်ကြီးကိုတုံးဆွဲလို့ရရှိတဲ့စွမ်းအင်တွေ waterway ရေရက်လှိုင်းအားတွေကိုအသုံးပြုပြီးတော့ထုတ်လုပ်လို့ရတဲ့စွမ်းအင်ဒီထဲမှာကအကုန်လုံးဒီ energy resource ပြန်လည်ဖွံ့ဖြိုးမြန်စွမ်းအင်ဒီနဲ့ပြန်လည်ဖွံ့ဖြိုးမြန်စွမ်းအင်နှစ်ခုလုံးနေရဲ့စွမ်းအင်ပမာဏတွေကို figure လေးနဲ့တကွာဖော်ပြထားတာဖြစ်ပါတယ် figure 4.1က energy resource စွမ်းအင်တွေရဲ့ပင်ရင်းတွေကိုပုံလေးနဲ့တကွာရှင်းလင်းခဲ့တာဖြစ်ပါတယ်နောက်တစ်ခုဆက်ကြည့်ကြရအောင်နောက်တစ်ခုက review exercise က what is the main source or energy ။စွန့်ရနေအဓိကပြီးရင်ကဘယ်လိုခြေနေလဲဆိုတော့ကိုမိထားတာဖြစ်ပါတယ်။ The main source of energy are renewable sources and non-renewable sources. ဆိုင်အင်ဒီရဲ့ပင်းရင်ကတော့အတိတ်တဖန်ပြန်လည်ဖွံ့ဖြိုးလို့ရတဲ့ဆိုင်အင်အရင်းမြစ်တွေနဲ့အတိတ်တဖန်ပြန်လည်ဖွံ့ဖြိုးလို့မရတဲ့ဆိုင်အင်တွေဒါဒီဟာကအဓိကစိုးစက်ဖြစ်တယ်လို့ပြောကြတာလားဖြစ်ပါတယ်။နောက်တစ်ခုဆက်ကြည့်ကြရအောင်။နောက်တစ်ခုကတော့4.3ဖြစ်တဲ့ non renewable social or energy အတိတ်တဖန်ပြန်လည်ဖွံ့ဖြိုးလို့မရတဲ့စွမ်းအင်တွေဆိုတော့ဘယ်လိုလဲဆိုတော့ကိုအကြံတော်ဆက်ကြည့်ကြရအောင် fossil fuel လောင်စာဆီလေးတွေလောင်စာဆီဆိုတာကတဲ့ fossil fuel set a coal oil and natural gas are important non renewable sources or energy လောင်စာဆီကဲ့သို့ကုတ်ဆိုတဲ့ကြောင်မီးသွေးလေးတွေ oil ဆိုတဲ့ရေနံစီတွေ တဘာဝတငွေတွေသည်အတစ်တဖန်ပြန်လည်ဖွံ့ဖြိုးလို့မရတဲ့စွမ်းရည်တွေဆိုတဲ့အကြောင်းကိုသိရှိရမှာဖြစ်ပါတယ်။ Carbon is the main constituent or this fossil fuel. ကာဗွန်ကတော့အဓိကအနေနဲ့လောင်စာအနေနဲ့ဒီမှာသုံးပြတာဖြစ်ပါတယ်။ Elar amor or chemical energy is stored in the fossil fuel. လောင်စာစီတွေထဲမှာ တိုလုံနဲ့တိုလောင်နာကတော့ဓာတုဆိုင်အင်တွေကိုအကြီးမားဆုံးအများဆုံးပမာဏအနေနဲ့တိုလောင်နာကိုလေလာသိရှိရမှာဖြစ်ပါတယ် this to တိုလောင်မယ် chemical energy is convert into various other form or energy set up ခုနကတော့တိုလောင်ခဲ့တဲ့ဓာတုဆိုင်အင်တွေကိုပြောင်းလိုက်တယ်ဘလို့ဆိုင်အင်တွေဖြစ်လဲဆိုရင် set up heat အပူအဖြစ် light အလင်းအဖြစ် and ပြီးတော့ mechanical energy ဆက်စွမ်းအင် အဖြစ်ကိုဒီချေတို့ကဓာတုဆန်အင်ကိုဒီလိုခြေနေတွေကိုပြောင်းပြီးတော့သုံးဆွဲတာဖြစ်ပါတယ်ဒီလိုသုံးဆွဲတဲ့အချိန်မှာနောက်ထပ်ဘလို့ဖြစ်လဲဆိုရင် fossil fuel တွေရတဲ့ are excellent source of energy for our transportation need လောင်စာဆီတွေကိုကျွန်ုပ်တို့နေ့စဉ်တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်းပဲအဓိကအနေနဲ့သုံးဆွဲတာကိုသိရှိရမှာဖြစ်ပါတယ်ဥမာအနေနဲ့ပြောရမယ်ဆိုရင် for example ဘယ် fossil fuel industry စက်ရုံတွေမှာပေါ့ extra crude oil ရေနံစိမ်းတွေကို from the ground and convert it to gasoline ရေနံစိမ်းတွေရေနံစိမ်းတွေကိုဓာတ်ဆီအဖြစ်ကိုပြောင်းလဲပြီးတော့သုံးတော့ကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ် fossil fuel liquids တောင်စာဆီအရေးတွေကိုတဲ့ also လဲပဲ refineds တန့်စင်မယ် into petrochemical product ရေနံဓာတ်ပစ္စည်းအဖြစ်တန့်စင်မယ် that are you are ingredient in the manufacture or laterally handler or product from plastic and polyurethane to solvent ဒီ plastic တွေနဲ့ဒီလိုဒီဒီမထောင်ပေါင်းများစွာသော product တွေကိုထုတ်လုပ်ခြင်းဖြင့်နောက်ဆုံးငောင်များစွာထုတ်လုပ်ခြင်းဖြင့်တန့်စင်ပြီးတော့ရေနံဓာတ်ရုပစ္စည်းတွေကိုထုတ်လုပ်လိုက်တာဖြစ်ပါတယ်နောက်တစ်ခုဆက်ကြည့်ကြရအောင်နောက်တစ်ခုကကိုကြောင်မီသွေးလေးတွေ core in form in a way similar ရွေးရှင်းသောပုံစံလေးနဲ့ဖြစ်တဲ့ to the other fossil fuel အခြားလောင်စာတွေကဲ့သို့ပဲသူကရွေးရှင်းပါတယ်တဲ့ thor is go through a different process called qualification ကြောင်မီးသွေးစင်ကဲကြောင်မီးသွေးစင်ကဲစင်ပွားဖြစ်စဉ်လို့သူကပြောလိုက်မှာဖြစ်ပါတယ် it is made or decompose plant matter in condition or high temperature and pressure and it take a relatively shorter amount of time to form ဆိုလိုချင်တာကမြင်မသောအပူချိန်တွေမြင်းနဲ့အပူချိန်တွေနဲ့မြင်းနဲ့ဖီအားတွေမှာဆိုလို့ရှိရင်အချိန်အနည်းငယ်နှိုင်းရအချိန်နည်းငယ်အတွင်းမှာပဲအပင်တွေရဲ့ဓာတ်ထုပမာဏတွေကိုဖြိုခွင်းနိုင်မှာဖြစ်ပါတယ် Co is not a uniform substance ကြောင်မီးသွေးကတော့တသမတ်အရာဝတ္ထုမဟုတ်ဘူး is composition varies from deposit to deposit တို့ရဲ့အနေချမှုပုံသဏ္ဍာန်ဒီပေါ်မှာမူတည်ပြီးတော့တရှိမှာဖြစ်ပါတယ်။ Natural gas is another major source of the energy in our country. ကျွန်တော်တို့တိုင်းပြည်တွေမှာဆိုလို့ရှိရင်အဓိကအနေနဲ့ natural gas တဘာဝဓာတ်ငွေတွေကိုအသုံးပြုတာဖြစ်ပါတယ်။ Oil and gas fields have been found some places on the earth. ကဘာပေါ်မှာတော့ဒီကဘာပေါ်မှာတော့တချို့သောနေရာတွေမှာအစီအရေ gas တွေကို တချို့နေပြည်တွေမှာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ဒီဖီအော်လီခွန်တင်ဆန်ဂက်ဆက်တချို့သောဂတ်တွေကတော့ဒီနယ်ဘယ်တွေမှာတွေ့နိုင်တဲ့ဘတ်ဒါပေမဲ့တော့ this natural gas methane does not take nearly as long to form အချိန်ကြာကြီးတော့ natural gas တဘာဝတံငွေတွေကိုတွေ့ရှိနိုင်မှာမဟုတ်ဘူးဆိုတာကိုပြောကြားထားတာဖြစ်ပါတယ် Natural gas is also found in inventory deposit within the ground as well as from other sources too. တဘာဝဓာတ်ငွေတွေကို တွေ့ရှိမှုတွေသည် အနေချမှုပေါ်ကိုမမှီခိုဘူးကဘာအောင်မှာရှိနေတဲ့အာသဆုဆက်တခြားသောအရာဝတ္ထုတွေကိုလည်းပဲမမှီခိုဘူးဆိုတာကိုလ ీల သိရှိရမှာဖြစ်ပါတယ်မိသိန်းမိသိန်းဒီတနည်းအားဖြင့်တဘာဝတန်ငွေဖြစ်တဲ့မိသိန်း is a common gas အဓိက gas ဖြစ်တဲ့ found in swamp ရှုံနုံထဲမှာတွေ့နိုင်တဲ့ and be or is also the byproduct or element digestive system မိသိန်းတွေကိုရှုံ့နှံထဲမှာလဲတွေ့ချိနိုင်သလိုတလိမ့်ဆန်နေရဲ့တဘာဝအစာရှည်ဖြည့်ခြင်းလုပ်ငန်းတွေရဲ့ဗီထွက်စုကြူတွေအနေနဲ့ပဲရရှိနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုဆက်ကြည့်ကြရအောင်။ခုနကရောကရှင်းခဲ့တဲ့ fossil fuel တွေရဲ့ example လေးတွေကို figure လေးနဲ့တကွာပုံလေးနဲ့တကွာပြောကြားထားတာဖြစ်ပါတယ်။ core ကြောင်မီးသေးလေးတွေ oil ရေနံစီလေးတွေ natural gas တဘာဝဓာတ်ငွေလေးတွေ ကာရိုဆင်နေပရိုပိန်းနေဒီဟာတွေသည်ဖိုဆယ်ဖြူရယ်လောင်စာဆီလေးတွေရဲ့ဥမာအနေလေးနဲ့အနည်းငယ်ရှင်းပြထားတာဖြစ်ပါတယ်။နောက်တစ်ခုဆက်ကြည့်ကြရအောင်။နောက်တစ်ခုကနျူကလ িয়ার အန်နာဂျီအနုမြူဆိုင်းအင်းနေနျူကလ িয়ার အန်နာဂျီ is non renewable as the uranium fuel you are concerned in the nuclear fission reaction nuclear reactor တွေမှာအသုံးပြုတဲ့ သုံးဆဲမှုအနေနဲ့သုံးလိုက်တဲ့ uranium fuel လေးတွေသည်တနည်းအားဖြင့်အစ်စ်တပ်ဖန်ပြန်လည်ဖွံ့ဖြိုးလို့မရတဲ့ nuclear science တွေဖြစ်တယ်ဆိုတော့ကိုသိရှိရမှာဖြစ်ပါတယ်။ Hence or no refurnishable အစ်စ်တပ်ဖန်ပြန်လည်ဖြစ်တင်လို့မရတဲ့အရာဝတ္ထုဆိုတော့ကိုသိရှိရမှာဖြစ်ပါတယ်။ Neverland ဒါအပြင် nuclear energy has many use အနုပြုဆိုင်အင်တွေကိုများစွာအသုံးပြုတာဖြစ်ပါတယ်။ အလို့ချင်းနေနေမှာလဲဆိုလို့ရှိရင် energy produce in a nuclear reactor can be harnessed to produce electricity လင်းစစ်ထုတ်လုပ်မှုတွေကိုသုံးစွဲတဲ့ nuclear reactor တွေမှာစွမ်းအင်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာလဲအသုံးပြုသလို nuclear energy is also being used to power submarine and ship ရင်ငုတ်သင်းမော်တွေနဲ့ပင်လယ်ကူးသင်းမော်တွေမှာလဲအနုမြူဆိုင်အင်တွေကိုအသုံးပြုတယ် vessel driven by nuclear energy can save for long period without having to refuel နောက်ထပ်ပြန်လည်ပြီးတော့ဖြည့်စရာမလိုဘဲနဲ့အချိန်ကြာကြီးအသုံးပြုလို့ရတဲ့အတွက်အနုပြုဆွမ်းအားတွေကိုအသုံးပြုတာဖြစ်ပါတယ် radio isotope obtained at by brother in nuclear reaction are you in marine agriculture and resort ရေဒီယိုအိုက်ဆိုတုပ်တတ်ထူကြတဲ့ပစ္စည်းတွေကိုနျူကလ িয়ার ရီယက်တင်မှာနျူကလ িয়ার ရီယက်ရှင်တွေမှာအသုံးပြုခြင်းအဖြစ်ဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်မယ်ရီဆင်ဆေးဝါးလုပ်ငန်းတွေရဲ့ agricultural စာပြိုးရေးလုပ်ငန်းတွေနဲ့ resa သုတေသနရှာဖွေရဲ့လုပ်ငန်းတွေမှာရေဒီယိုတတ်ထူကြပစ္စည်းတွေကိုနျူကလ িয়ার ရီယက်တာတွေနဲ့ရဲ့အတွင်းထဲမှာအသုံးပြုတာဖြစ်ပါတယ်။နောက်တစ်ခုဆက်ကြည့်ကြရအောင်။နောက်တစ်ခုက what are the main characteristic of fossil fuel? နောက်စားစီလေးတွေရဲ့အဓိကော မိသက်သားလက္ခဏာလေးတွေဘာလဲဆိုတာကိုမေးထားတာဖြစ်ပါတယ်။ Fossil fuel are non renewable resource အဓိကအနေနဲ့ကတော့အစ်တတပံပြန်လည်ဖွံ့ဖြိုးလို့မရတဲ့စွမ်းအင်လေးဖြစ်ပါတယ်။ They occur in limits သူတို့ကိုတတ်မှတ်ပြီးတော့ဖော်ပြထားတယ်။ And be stable quantity and cannot be regenerate in a short periods of time or you again and again တဖန်တဖန်ပြန်လဲပြီးတော့သုံးနေတဲ့အခြေအနေတွေဖြစ်တယ်။အချိန်နှဲငယ်အတွင်းနဲ့သူတို့ကိုပြန်လဲပြီးတော့ဖြင့်တင်းလို့မရတယ်။တတ်မှတ်ထားတဲ့အခြေအနေဖြစ်နေတဲ့အတွက်ကြောင့်သူဒီ fossil fuel အကုန်လုံးဒီ non renewable resource အသစ်တဖန်ပြန်လဲဖွံ့ဖြိုးလို့မရတဲ့ဆိုင်းအင်းလေးဆိုတော့ကိုလီလာသိရှိရမှာဖြစ်ပါတယ်။ဒီနေ့သင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။ဒီချက်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandey Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်